အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့စနေနေ့ရဲ့ဒါ Premier League ပွဲစဉ်ပွဲကောင်းတွေထဲကဒါအသင်းကြီးနှစ်သင်းရဲ့ပွဲစဉ်ကိုခမန်းတုံးတက်မှုလေးပြုလုပ်ပေးကြပါတယ်ဒါ Arsenal နဲ့ West Ham ပွဲစဉ်ရဲ့ United နဲ့ Sunderland ပွဲစဉ်ရဲ့ကိုခမန်းတုံးတက်မှုလေးပြုလုပ်ပေးကြပါတယ်ဆိုတော့ပထမအဆုံးအနေနဲ့ဒီနှစ်ပွဲလုံးကတော့ဒါစနေနေ့ည၈နာရီခွဲမှာတပြိုင်တည်းရှင်မြန်ကစားမယ့်ပွဲစဉ်တွေပဲဖြစ်ပါတယ်ဒါ Arsenal နဲ့ West Ham တင်းရဲ့ပွဲစဉ်လေးကိုအရင်ဆုံးခမန်းပေးကြပါတယ်ဆိုတော့ Arsenal ကတော့ တကယ်ကိုချီးကျူးရမယ့်အသင်းမှာစက်တပိုင်းဆိုင်ရာလည်းအမြင့်ဆုံးခြေနေမှာရှိတယ်။ချန်ပီယံလိမှာလည်းဒါတည်ငြိမ်တဲ့ခြေစွမ်းမျိုးကိုပြသထားပြီးတော့ဒါနောက်ဆုံးရှင်းပြန်ကစားခဲ့တဲ့ပွဲစဉ်မှာလည်း Olympia Cup အသင်းကိုတူးစီးဆိုတဲ့ရလဒ်မျိုးနဲ့နိုင်ရရှိခဲ့တယ်။အာ Premier League မှာဆိုလို့ရှိရင်လည်း Castle နိုင်ထားတယ်။ဒါအပြင်ဒီနေ့ပွဲစဉ်က Arsenal အသင်းကဒါအင်္ဂလန် Emirates မှာရှင်းပြန်ကစားမှာဖြစ်တယ်။တစ်ဖက် Watson ဆိုတော့လန်ဒန်ဒါဘီလို့လည်းပြောလို့ရတယ်ပေါ့နော်ပြီးတော့တစ်ဖက်မှာလီဗာပူးအသင်းပေါ့နော်ဒီပရီးမီးယားလိဆုဖလားအတွက်အဓိက အဲပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ Liverpool အသင်းကတစ်ဖက်မှာ Chelsea တင်းရဲ့ English Stamford Bridge မှာတော်တော်ရှင်ပြန်ကစားမှာဖြစ်တဲ့အတွက်ပွဲကျက်နေတယ်။ဆိုတော့ Liverpool အသင်းပွဲကျက်နေတာကို Arsenal အသင်းနေနဲ့အခွင့်ကောင်းအဲယူတင်းတဲ့ပွဲစဉ်လည်းဖြစ်တယ်။အဲအနိုင်ရရှိမဲ့ຢာကိုင်းတော့ကလည်း Arsenal အသင်းကတော်တော်လေးကိုများနေပါတယ်။အဲလူစင်းအရာရောလက်ရှိမှာ physical ဘိုင်းရော mental ဘိုင်းရော Arsenal အသင်းကတော်တော်လေးကိုအဲကောင်းမွန်တဲ့အနေအထားမျိုးမှာရှိပါတယ်။ Arsenal ပြည်သက်တွေအတွက်ကလည်းလက်ရှိဒီယာဒီယာ ကျွန်တော်ရှေ့ဗီဒီယိုတွေမှာတုံးသက်ပေးခဲ့လို့ပေါ့နော်နီပြအာတီတာနဲ့အာစနယ်တို့ရဲ့ရင်ခုန်စရာအကောင်းဆုံးရာသီနဲ့ဒါဆူဖလားတွေကိုမျှော်လင့်လို့ရတဲ့ရာသီလို့ပြောရမှာလည်းဖြစ်ပါတယ်ဆိုတော့ဝါဆန်တီးယားကတော့နောက်ဆုံးရှေ့မှာကစားခဲ့တဲ့ပွဲစဉ်မှာနီပြနူနိုဆန်တိုအနေနဲ့အဖွင့်လှခဲ့တယ်လို့ပြောရမှာလည်းဖြစ်တယ်အဗတန်တင်းရဲ့အိမ်ကွင်းမှာဝါဆန်ကိုရှုံးပွဲတွေကနေရပ်တန့်ပြီးတော့တည်တမတ်ရရှိအောင်ဒါစွမ်းဆောင်ပေးထားနိုင်ခဲ့တာမျိုးရှိတယ်တိုးတော်လဲဝါဆန်အသင်းအနေနဲ့ကအဲလက်ရှိအနေထားနီပြတဲ့နူနိုဆန်တိုရဲ့လက်ထဲမှာဆိုပေမဲ့ချက်ချင်း ဝုန်တိုင်းကောင်းလာဘူးတော့လိုအပ်နေသေးတာမျိုးရှိတယ်ပေါ့နော်ပြီးတော့တဖက်အတင်းကြီးအာဆနယ်တင်းရဲ့အင်ဂွေအမ်ပရီမှာတော်ရောက်ကစားရမှာဖြစ်တဲ့အတွက်ဒါအများကြီးမျှော်လင့်လို့တော့မရဘူးဆိုတော့လက်ရှိထွက်ပေါ်လာတဲ့အာရှရဲ့အကြောပေးမှုတွေအရကြည့်မယ်ဆိုလို့ရှင်လေအာဆနယ်တင်းကအဆဆအရာရာတာလွန်နေတဲ့အနေအထားမှာဒါ 2+20 ဆိုတာမျိုးလေးအကြောပေးလာတာမျိုးတော့ရှိပါတယ်နှလုံးသွင်းမှာပြာ20လောက်ပဲပျော်ရွှင်ဝင်ရမယ်အနေအထားဒါကလည်းဖဲဖြစ်တဲ့ဂျေးလို့ပြောရမှာဖြစ်ပါတယ်အာဆနယ်အတင်းရဲ့ဂျေးတန်းက အဲလက်ရှိ Premier League မှာဆိုလို့ရှိရင်ပေါ့နော်အဲ current form တွေလည်းကောင်းနေတာလည်းတခြားပေါ့နော်အဲတော်တော်လေးမြင့်နေတာမျိုးရှိပါတယ်ဆိုတော့ကျွန်တော်တို့စဉ်းစားမှာ Arsenal တင်းနေတဲ့အိမ်ကွင်းမှာအနိုင်ရရှိဖို့ကတော့ကျင်းစီတလောက်ရှိတယ်ရာခိုင်နှုန်းကတော်တော်လေးကိုများတယ်ဥရောပဝင်ယူအရဆိုလို့ရှိရင်လည်း West Ham ဟိုတာ 15ဆလောက်ပေးထားတဲ့အနေအထား Arsenal 1.2လောက်ပေးထားတဲ့အနေအထားတော့ Arsenal အနိုင်ရရှိဖို့ရာခိုင်နှုန်းများတယ်နှလုံးပြတ်ပါမလားပဲတစ်ချက်စဉ်းစားရမယ်အနေအထားမျိုးလေးပေါ့နော်ဆိုတော့လက်ရှိ Arsenal အသင်းရဲ့တိုက်စစ်မှာဒါစကားပြန်ပါလာတဲ့အနေအထား Yokiest တို့အပြင်လိုအပ်နေတဲ့ twin goal တွေကိုဒါတိုက်စစ်ပိုင်းနေမှာကိုွင်းလေပိုင်းကကစားသမားတွေကပါရှာဖွေပေးနိုင်တဲ့အနေအထားဆိုတော့ဘလို့ပဲဖြစ်ဒီပွဲစဉ်ကတော့ Emery ဖြစ်နေတဲ့အတွက် Arsenal အသင်းအနေနဲ့ဒါ2-0ဆိုတဲ့ရလဒ်မျိုးလောက်ကတော့စွမ်းဆောင်နိုင်လိမ့်မယ်လို့တော့ထင်တယ် ကတ်နိုင်သွားမယ်ဆိုတဲ့ရလတ်မျိုး risk များတဲ့ရလတ်မျိုးတော့နီးပြအတီတာအနေနဲ့ပုံဖော်သွားမယ်လို့တော့မထင်ဘူးပေါ့နော်တစ်ဖက်မှာ Liverpool အသင်းကျွန်တော်ရှေ့ရပြောလို့ပွဲချက်နေတဲ့အနေအထားမှာပြတ်သားတဲ့ရလတ်ကိုပုံဖော်သွားမယ်လို့ထင်ပါတယ်ဒါကြောင့် Arsenal ကိုပဲဒါရွေးချယ်တင်တဲ့ပွဲစဉ်လို့တုံ့တန်ရမှာလည်းဖြစ်ပါတယ် Okay နောက်ထပ်ပွဲစဉ်ကတော့ United နဲ့ Sunderland တင်းရဲ့ပွဲစဉ်ဆိုတော့ United ကတော့ဒီပွဲစဉ်က ဒီပြအမူရင်းရဲ့အနာဂတ်ကချက်ချင်းအောင်မှအဆုံးဖြတ်ဖြစ်သွားနိုင်တဲ့ပွဲစဉ်လို့ကျွန်တော်ဒါတုံးသက်လို့ရတယ်။တကယ်လို့ဒီပွဲစဉ်ကိုသာအင်္ဂွင် Old Trafford မှာ United တို့တန်တက်စန္ဒလန်ကိုရှုံးနှိမ်ခဲ့မယ်ဆိုလို့ရှိရင်တော့အမူရင်းနဲ့ United နဲ့ကတခမ်းရက်ပြီးတော့အမူရင်းအနေနဲ့ယာရူးကနေထုတ်ပယ်ခံရနိုင်တဲ့အခြေအနေမျိုးမှာရှိနေပါတယ်။ဆိုတော့တေးကျသွားလဲဆိုလို့ရှိရင်လည်းအနာဂတ်အတွက်အမူရင်းအနေနဲ့အမှားကြံရရှိမှာမဟုတ်ဆိုတော့ဒီပွဲစဉ်ကမဖြစ်မနေ အမိုရီအနေနဲ့ United အတွက် United ပြည်သက်တွေအတွက်အင်္ဂလန်ပြည်သက်တွေရဲ့ရှေ့မှာနိုင်ဝဲဆာလောင်မှုကိုဖြည့်ဆည်းပေးဖို့လိုအပ်နေတဲ့ပွဲစဉ်လို့ပြောရမှာလေဖြစ်ပါတယ်ဆိုတော့နောက်ဆုံးရှင်းပြန်ကစားခဲ့တဲ့ပွဲစဉ်မှာလည်း Brentford ကိုဂိုးပြတ်ရှုံးခဲ့တဲ့ United ကလက်ရှိအနေအထားအဆင့်14မှာဆိုတော့အာ United အနေနဲ့တော်တော်လေးရလက်ပိုင်းနေဆိုးရွားနေတဲ့အပြင်ပေါ့နော်လက်ရှိ Premier League မှာဆိုလို့ရှိရင်လည်းခြေတူအသင်းတွေကိုလည်းမနိုင်ဘူးကိုထက် အခြေတဲ့နိုင်တဲ့အသင်းတွေကိုလည်းမနိုင်တဲ့အနေအထားမျိုးမှာရှိတယ်။အစင်လာအရာအချိန်ဝါရတာဒါ United လို့ပြောရတဲ့အနေအထားဆိုပေမဲ့အသင်းကြီးတွေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါတော်တော်လေးကိုနောက်ကျကျန်ခဲ့တဲ့အနေအထားမှာရှိတယ်ပေါ့နော်။ဆိုတော့ United အနေနဲ့ဒီပွဲစဉ်ကတော့တိတ်ခါပိုင်းအရာအဓိကအဖတ်ဆယ်ရမယ့်ပွဲစဉ်ဖြစ်လို့အမူရင်းရဲ့အနာဂတ်အတွက်လည်းအဆုံးဖြတ်ပေးလာနိုင်တဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ဆိုတော့တစ်ဖက်အကန်အမဲ့ Sunderland ကလည်းတန်တက်အသင်းဆိုပေမဲ့တန်တက်၃သင်းထဲမှာအကောင်းဆုံးသောအသင်းဖြစ်တယ်။ဒါအပြင် Premier League အလယ်လက်အသင်းတွေထပ်ထောင်မှာပိုကောင်းတဲ့ ဒါ recent form ပေါ့နော် current form ကိုပိုင်ဆိုင်ထားတယ်ကစားသမားတွေရဲ့စိတ်သက်ပိုင်းဆိုင်ရာလည်းအမြင့်ဆုံးအခြေအနေမှာရှိတယ် ဆိုတော့ဆန္ဒလန်အသင်းအနေနဲ့လက်ရှိမှာပရီးမီးယားလိမှာ၃ပွဲထိနိုင်လာတဲ့တပွဲပဲရှုံးထားရတဲ့ဆိုရယ်စွမ်းဆောင်ရည်ကတကယ်ကိုအထင်ကြီးလောက်ဆရာစွမ်းဆောင်ရည်လို့ကျွန်တော်အတိအမှတ်ပြုရမှာလည်းဖြစ်တယ်။ဆိုတော့နောက်ဆုံး၂ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်ဗီလာလည်းတယောက်ယောက်နဲ့ဆန္ဒလန်ကိုအနိုင်မကန်ထားနိုင်ခဲ့ဘူး။နောက်ဆုံးရှင်းပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာလည်းကျွန်တော် Nottingham Forest အိမ်ကွင်း The City Ground မှာဆန္ဒလန်နဲ့ရှင်းပြိုင်ကစားခဲ့တယ်။အဲ့ဒီပွဲစဉ်မှာလည်း Forest ကအကျော်ပေးမှုကမှန်ကန်ခဲ့တယ်။ကျွန်တော်တို့ကဒါ Forest ကို ရွေးချယ်ပေးခဲ့တာမျိုးလေးရှိတယ်ပေါ့နော်။တိုးတော်ညာကလည်းဆန်ဒါလန်ဒီမထင်မှတ်တာလှုပ်ပြသွားခဲ့တယ်။ Forest နိုင်ပွဲလိုအပ်ချက်မြင့်မားနေတဲ့အချိန်အင်ကွင်း The City Ground မှာဆန်ဒါလန်ဒီ Forest ကိုအနိုင်ယူပြသွားခဲ့တယ်။ဒါအိုကြည့်ချင်းအဖြစ်ဆန်ဒါလန်အတင်းရဲ့ခံစစ်ပိုင်းမှာကြုံမှုကိုကျွန်တော်တစ်ချက်မြင်ရတယ်။ပြီးတော့တိုက်စစ်ပိုင်းကလည်းလိုအပ်တဲ့ပွဲစဉ်တွေမှာဂိုးရယူနိုင်တဲ့ဆွမ်းဆောင်ရည်မျိုးပိုင်ဆိုင်ထားတယ်လို့ကျွန်တော်တို့ဒါ တုံးတက်ရမှာလည်းဖြစ်ပါတယ်။ဒါကြောင့်ဆန်နလန်အသင်းရဲ့လက်ရှိမှာတန်တက်အသင်းဆိုပေမဲ့ပရီးမီးယားလီးဂ်ရဲ့အလဲလက်အသင်းတွေထက်စွမ်းဆောင်ရည်မြင့်မားတယ်၊မာကျောတယ်။အဲပြီးတော့တန်တက်အသင်းဆိုတဲ့ဆိုတာထပ်ပိုရဲပေါ့နော်။ဖြတ်မြင်းအသင်းဖြစ်လာပြီပေါ့နော်။တိုက်စစ်ကွင်းလေနောက်တန်းကတကယ်ကိုဒါ solid ဖြစ်တဲ့အသင်းလို့ပြောရမှာလည်းဖြစ်ပါတယ်။ဆိုတော့ United ဘက်ကကြည့်မယ်ဆိုလို့ရှင်တော့ဒါ line up အရာကတော့ဒါပြောနေကြမလို့တာတယ်။ဒါပေမဲ့ United အနေနဲ့လက်ရှိလူစည်းကြီးနဲ့နိုင်ပွဲမရတဲ့အနေအထားတွေကိုပြတ်ရှုံးခဲ့တဲ့ အနေထားတွေကတော့တော်တော်လေးဆိုးရတဲ့အနေထားမှာရှိရပါတော့။ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်နောက်တန်းမှာဒါယူရိုပြန်ပါဝင်လာဖို့ရှိတယ်။ပြီးရင်ကာစီပြန်ပါဝင်လာမယ်။အာမတ်တို့ပြန်ပါဝင်လာမယ်။တိုက်စစ်မှာလည်းဒါဆက်စကိုရှိမယ်။ဘရန်အမ်ဘီမိုးနဲ့ဒါကုညာတို့အစုံလင်ပါလာဖို့ရှိတယ်။ line up ပြန်စုံနေတဲ့အနေထား။ဆိုတော့လက်ရှိအာရှရဲ့ကြောပင်းမှုရကြည့်မယ်ဆိုရင်တော့ United က1-20ဆိုတာမျိုးလေးအကျော်ပေးလာပြီးဂိုးပေါင်းကတော့မနက်ခင်းကထက်နည်းနည်းလေးပြင်းလာပြီးတော့ 3+ 40ဆိုတာမျိုးလေးအကျော်ပေးလာတယ်။ဆိုတော့ကျွန်တော်တို့ ်ပဲလစ်ရဲ့ခြေတန်းနဲ့ရှင်ကြည့်ရအောင်မနော်ပဲလစ်အနေနဲ့စနလန်1 +50 ပေးရတဲ့အနေထားမှာပဲလစ်ကလက်ရှိမှာပရီးမီးယားလိမှာရှုံးပွဲမရှိဘူးအဲရလက်ပိုင်းကောင်းလာတယ်ပရီးမီးယားလိချန်ပီယံကျွန်တော်လီဗာပူးတင်းတော့နိုင်လာတဲ့ခြေစွမ်းမျိုးရှိတယ်ပဲလစ်ဒီလက်ရှိ United ထက်ခြေတန်းအနည်းငယ်မြင့်တယ်လို့တော့ကျွန်တော်တုံ့သက်လို့ရတယ်ဗောနော်ဒီနေ့ထားမှာ United ကတော့ Palace ထက်ပြင်းတဲ့ခြေမျိုးဗောနော် Villa အနိုင်မကန်ထားနိုင်ဘူး Forest အင်ကွင်းမှာအနိုင်မကန်ထားနိုင်တဲ့အသင်းကိုကျွန်တော် United အနေနဲ့ 190ဆိုတာကတော့ကျွန်တော်ဒါပြင်းရှားတဲ့အကျိုးပေးမှုလို့တော့သုံးသပ်လို့ရပါတယ်။ဥရောပရဲ့ဝင်ရိုးမှာကြည့်မယ်ဆိုလို့ရှင်လဲ United ကို1.4လောက်ပေးပြီးတော့ Sunderland ကိုဒါ6.5 3လောက်ပေးရတာဖြစ်တဲ့တော့ပေါ့နော် United အနိုင်ရရှိမဲ့ရာခိုင်နှုန်းကတော့များတယ်မဖြစ်မနေလဲစူးစမ်းသင့်ပြီလို့တော့ကျွန်တော်ထင်တယ် United အနေနဲ့ပေါ့နော်စီလုံးမှုနဲ့ပုံစံကောင်းအောင်ပြသသင့်ပြီလို့တော့ထင်တယ် United ကိုတော့ရွေးချယ်သင့်တဲ့ပွဲစဉ်မှာပြား20လောက်ရင်းပြီးတော့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒါအမိုရီရဲ့အနာဂတ်ကိုအဆုံးဖြတ်ပေးမဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့အတွက် United အနေနဲ့တည်ရေလုံးဝကြလို့မရဘူးပေါ့နော်ဆိုတော့နိုင်မယ်ဆိုလို့ရှိရင်တော့ပရိသတ်တွေစိတ်ကျဉ်းနှံမှု အရရှိမဲ့နိုင်ပွဲမျိုးပုံဖော်ရမဲ့ပွဲစဉ်ဆိုတော့ဒါ United ကိုပြည်နှက်ဆယ်လောက်ယင်းပြီးတော့အားပေးတင်တယ်လို့ထင်ပါတယ်ဒီပွဲစဉ်မှာတော့ကျွန်တော်တို့ United ကိုအရွေးချယ်ပေးကြင်တာမျိုးတော့ရှိပါတယ်ဆိုတော့အမြင်လေးတွေ comment box မှာဝင်မြပေးသွားကြကြပါဦးကြံရှိနေတဲ့ပွဲတွေရဲ့သုံးသက်ချက်တွေနဲ့ရွေးချယ်မှုတွေကိုတော့ member group လေးမှာတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ် join နေတဲ့ညီကိုတွေအတွက်ကျွန်တော် Viber number လေးချပေးထားပါတယ်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ